်မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်တရင်းစာမျက်နှာမှာနှုတ်ခွန်းဆက်တာပါတယ်ဧပြီလ24ရက်နေ့အတွက်တော်လန်တရင်းတွေကိုကြီးညာပေးပါတော့မယ်ကျမတော့ခင်ဆော့အောင်ပါရှင်အင်းတော်ကိုတော်လန်တများသိမ့်နိုင်ပြီးတဲ့နောက်မှာတော့အကျန်းဖတ်မှုတွေကျွလွန်ခဲ့တဲ့စစ်ကောင်စီလောက်ခံတွေအေးအေးယူခံရဖို့ဖြစ်လာပါပြီစစ်ကောင်စီတပ်တွေအထိုင်ချခဲ့တဲ့အင်တော်မျိုးမှာမြို့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းခံရခြင်းအတွေ့ ပါဝင်တလန်လောက်ခဲ့ကြတဲ့လောက်အောက်ခံဖြူစော်ဒီတချို့ရန်ဒီ SNA တပ်ဖွဲ့ဝင်တချို့ဟာမြို့သိမ်းတိုက်ပွဲအပြီးမှာဖန်ခံလိုက်ရပြီးခုဆိုရင်၎င်းတို့ပြစ်မှုများအတွက် စစ်ဆေးအရေးယူခံရဖို့ဖြစ်လာပါပြီ။အင်းတော်မျိုးကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဧပြီလ9ရက်နေ့မှာနောက်ဆုံးဂျပန်လိုင်းကူကိုရှင်ပြီးအပြစ်သက်အောင်းနိုင်ခဲ့ကြတာပါ။အဲ့ဒီနောက်မှာတော့နေကန်ဖြစ်တဲ့စစ်ကောင်စီတောက်တိုင်တွေအဖမ်းခံလိုက်ရပါတယ်။ခုဆိုရင်တော့ အင်းတော်မြို့နယ်ပါဖဦးဆောင်ပြီးအမှုတွေကို စစ်ဆေးနေကြပါပြီမြို့နယ်ကပြူစောထီတွေကြတော့မြို့နယ်မှာပဲတခါတည်းခေါ်ထားလိုက်တာလေစစ်သားစစ်စစ်တွေကိုကြတော့ကတမဖန်စီလိုက်တာပါဒီဘက်ကပြူစောထီတွေမြို့နယ်မှုဘာညာကြတော့ကိုဘက်ကယူထားလိုက်တာလို့စစ်ရေးသတင်းမြစ်တွေကပြောပြပါဗါတယ် အင်တော်တိုက်ပွဲမှာစခန်းစွန်သွားတဲ့တက်မ90ခွန်းဗျူဟာမှုသာမကစစ်ကောင်စီအင်အား190ကျော်ကိုကတားမျိုးနယ်မှာပြန်ဖမ်းမိခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတောက်တိုင်းနယ်ခွနေနဲ့ SND တပ်ဖွဲ့ဝင်30ခန့်ကိုတော့ဂျပန်လိုင်းကဂုံးကို တိမ့်ပိုက်ချိန်မှာဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်ဖမ်းမိထားတဲ့နယ်ခံပြူစိုးသူတွေဟာ2022ခုနှစ်အတွင်းအင်တော်မျိုးနယ်နမ်ဟုတ်ကြီးကြီးရွာကအမျိုးသားရှိဦးကို အစုအပြုံလိုက်တပ်ဖြတ်ရမှာပါဝင်ခဲ့တဲ့သူတွေလို့သိရပြီး ်မြို့ကန်ပြည်သူတွေကိုစစ်ကောင်စီကဖမ်းဆီးနှိပ်စက်ရမှာလဲလက်ညှိုးထိုးစစ်ခိုင်းခဲ့သူတွေဖြစ်ကြပါတယ်ပြည်သူတွေကိုထောက်ဖို့ဆိုပြီးလက်ညှိုးထိုးလိုက်လံဖမ်းဆီးပြီးစစ်ကောင်စီလက်အကာထောင်ဒဏ်သေဒဏ်ကျွမ်းနယ်များချမှတ်စစ်ကဲ့သူတွေလည်းဖြစ်ကြပါတယ်မအောင်မြင်ခင်ကတော့အင်ဒိုကိုစေအုစုက2023ဖေဖော်ဝါရီလကစပြီးမာရှယ်လောထုတ်ပြန်ပြီးစိတ်ကြိုက်နှင်းပန်းနှိပ်စက်ခဲ့ကြတာပါစစ်ကောင်စီရဲ့လက်အောက်ရှိစင်ကအင်ဒိုအပါဝင်သခိုင်းတိုင်းအတွင်းက ဗမောက်ကောလင်းပင်လေဘူးမြောင်စလင်းကြီးပလဲရင်းမပင်ခေဦးဒဇဲရေဦးရွှေဘို့အရာတော်နဲ့ဝက်လက်စတဲ့ဒေသတွေကပြည်သူတွေဟာ ရာဇဝတ်သားလိုနေထိုင်ခဲ့ရယုံမကတောက်တိုင်အုပ်စုများရဲ့အချိန်မရွေးရံပြုနှိမ့်ဆက်ဝင်းညက်ဖန်စီထောင်ချတာတကိုရစ်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။အခုတော့စပွဲအွန်လိုင်းကျင်းနေအတူအင်းတော်မျိုးမှာတရားမျှတမှုတွေကိုပြန်လည်ဖော်ဆောင်ဖို့တရားစီရင်ကြတော့မှာပါ။ပူပေါင်းတော်လန်တက်တွေဟာ အင်တော်ကို2024ခုနှစ်အောက်တိုဘာလစတင်တိုက်ခတ်ခဲ့ပြီးအခုနှစ်ဧပြီလပထမပတ်အထိရှစ်လကျော်တိုက်ပွဲကြာမြင့်ခဲ့ပါတယ်။ဧပြီခေါ်မှာအပြည့်သိမ့်နိုင်ပြီး ခုတော့အောင်ပွဲများနဲ့အတူတံပြန်တရားစီရင်ရေးတွေပေါ်ထွက်လာတာတွေ့နေရခြင်းဖြစ်ပါတယ်ရှင်။စစ်ကောင်စီတပ်တွေဟာတရုတ်ရဲ့တနားကယူနာနဲ့တူလားရှိုးကို ပြန်ဝင်လာနိုင်ပြီးတရုတ်ကလည်းတိုက်ခိုက်မှုတွေမဖြစ်လာဖို့စောင့်ကြည့်နေတာမျိုးသို့မဟုတ်မင်းအွန်လိုင်းတပ်ကိုစောက်ရှောက်ပေးနေတာမျိုး ပေါ်တင်လှုပ်လာခဲ့ပါပြီအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအခြေဆိုင်ရာလားရှုကိုစစ်ကောင်စီကပြန်လည်ရရှိခဲ့ပေမဲ့နှစ်ဖက်သဘောတူညီချက်တွေရှင်းရှင်းလင်းလင်းမသိရဘဲအခြားကြံရှိနယ်မြေတွေကိုတော့ကိုကန့်တက် MNDA ကအုပ်ချုပ်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်စစ်တပ်ဆန့်ကျင်သူတွေကိုပြပအာကိုပစိန်ရိုးဆိုပြီးလက်ညှိုးထိုးလာခဲ့သမျှအခုတော့စစ်ကောင်စီဟာမင်းအွန်လိုင်းတတ်ချုပ်ဖြစ်ချိန်မှာတော့တတ်မတော်သည် တရုတ်ကလားရုရှားအောက်မှာပြပြဝတ်ပြီးစစ်ကားတွေလာရှို့မြို့တွေရှေ့ဆက်မောင်းဘူကာဆစစ်ရီစစ်သွေးအောင်ဆက်ရဲမှန်ကင်းမဲ့စွာနဲ့ဝင်ခွင့်ကိုတော့တရုတ်ထံကတောင်းနေကြရပါပြီဒါကတတ်ထောက်ခံသူတွေအဖို့ပင်လျင်ပြောเสียရသမိုင်းရိုင်းသွားကြပြီလို့ဆိုကြရမှာပါလာရှို့ကစစ်ကောင်စီအောက်ကပုံမှန်အုပ်ချုပ်ရေးပြန်သွားပါမယ်တရုတ်ကတော့နေဆက်လမ်းမကြီးပြန်ဖွင့်ဖို့လုပ်မယ်ဒီအတွက် ိုးကံဘက်ကတော့သူတို့ကိုတိုက်ခတ်မှုတွေမရှိတော့ဘဲနေမြီအချို့အပိုင်စားရပါလိမ့်မယ်လို့စစ်ကောင်စီ MNDA နှစ်ဖက်လုံးနဲ့နှိစပ်သူတဦးကဆိုပါတယ်စစ်ကောင်စီကတရုတ်အကူအညီနဲ့ကိုးကံတက်မတော်နဲ့တွိတ်ဆုံမှုဆွေးနွေးမှုအချိန်ကြိမ်ပြုလုပ်ခဲ့ပြီးနောက်နှစ်ဖက်သဘောတူညီမှုတွေရလက်ရှိမှာလားရှို့မြို့တွင်းကိုအခုလိုဝင်ရောက်လာနိုင်ခဲ့တာပါတော်လိုင်းအင်အားစုတွေဘက်ကတော့ကိုးကံတက်မတော်ပေါ်ဝေဖန်ကဲ့ရင့်မှုတွေမျိုးစုံနေတဲ့ကြားမှာပဲတရုတ်ရဲ့အပေါ်ဖိအား စစ်ကောင်စီရဲ့လေချောင်းပုံဖြတ်အားတို့နှစ်ဖက်ကြားမှာမလွဲမရှောင်သာ လာရှုံနဲ့အခုလိုအပေးယူလောက်ခဲ့ရခြင်းသာဖြစ်နိုင်ကြောင်းနိုင်ငံကြီးလေလာသူတွေကသုံးသပ်နေကြပါတယ်။ကိုကတ်နဲ့စစ်ကောင်စီနှစ်ဖက်တပ်တို့ရဲ့သဘောတူညီထားမှုအခြေအနေတွေကိုနှစ်ဖက်စလုံးကမထုတ်ပြန်ပါဘူး။တရုတ်ကတော့မြမအရေးကိုပေါ်တင်ဝင်ရောက်ဆွတ်ဖက်လူစိတ်ကိုထိန်းထားမနိုင်တော့ဘဲနဲ့ဟန်ဆောင်ထားသမျှပေါ်ပေါက်သွားခဲ့ရပြီလဲဆိုရမှာပါ။ အပြစ်ခတ်ရက်စဲရည်ကိုစောင့်ကြည့်ရနဲ့၎င်းတို့ရဲ့အဖွဲတစ်ဖွဲလာရှိုးမြို့မှာစေလွတ်ထားတယ်လို့လဲတရုတ်ဘက်ကတရားဝင်ဆိုလာပါတယ်။အဆိုပါတရုတ်အစိုးရရဲ့အပြစ်ခတ်ရက်စဲရည်စောင့်ကြည့်မဲ့အဖွဲကိုအထူးတန်တမန်တိတ်ရှိကျွင်းကဥဆောင်ပြီးစစ်ကောင်စီရဲ့စစ်စင်ရေးအထူးအဖွဲစကတ်ထမှုဒုဗိုလ်ချုပ်ကြီးကိုကိုဦးအဖွဲ MNDA ထိပ်ပန်းခေါင်းဆောင်တို့နဲ့သုံးဘွေဆိုင်ဆွေးနွေးတည်ထားကြတာပါ။သူတို့ဆွေးနွေးတာတွေကမပြီးသေးဘူး။ မနေ့ကလည်းထပ်တွေ့ကြတယ်အထက်ကတော့လားရှုကိုအုပ်ချုပ်မဲ့ပုံစံကိုဆွေးနွေးကြတာပါဘယ်ယုံတွေမှာဘယ်သူတွေကဘလို့ပုံစံနဲ့တွားမလဲဆိုတဲ့ကိစ္စပါလို့ဒေတာကန်တူဦးကပြောပြပါတယ်ရှမ်းမြောက်မြို့တော်ကြီးဖြစ်တဲ့လားရှုဟာတရုတ်နယ်စပ်ကုန်သွယ်ရေးမှာအထက်ကအချက်ချာကြတဲ့မြို့ဖြစ်ပါတယ်ကိုဂျိုးကိုအပြက်စီးမခံနိုင်တဲ့တရုတ်ဟာကမ္ဘာနိုင်ငံရဲ့အခင်းကျင်းတွေလင်းလင်းမြန်မြန်ပြောင်းလဲလာချိန်မှာတော့စစ်ကောင်စီနောက်ွယ်လက်မဲကြီးအဖြစ်ကနေအခုတော့မျက်နှာဖုံးကွာကြပြီးမျက်နှာပြောင်တိုက် လာရှိုးကို ဝင်ထိုင်လိုက်ပါလိမ့်ပြီတရုတ်ထူးတန်တမန်တင့်ရှိကျွင်းဥဆောင်တဲ့အပြစ်ခရက်စဲရေးစောက်ကြည့်မဲ့အဖွဲ့သည်လာရှိုးမြို့မှာကောင်စစ်ဝင်ယုံဖွဲ့လက်ကယုံထိုင်ပြီးတော့မြို့ချောမွေစွာလွှဲပြောင်းပေးနိုင်သည့်ထိရှိနေမှာဖြစ်ကြောင်းနိစပ်သူတွေကဆိုကြပါတယ်အဆိုးအကောင်တော်လန်ရေးလောကရန်ရောင်စုံလှိုင်းတွေကြားမှာစစ်ကောင်စီကိုအမြင့်ဖြတ်ဖို့ဖွဲ့စည်းထားတဲ့တပ်အသီးသီးကတော့ကြုံသမျှကိုရင်ဆိုင်ဖို့ပုံမရဲရင်ကြုံတာရှိပြီး ကိုတိုက်မှာကိုရမယ်ဆိုတဲ့တော်လိုင်းရေးသင်ခန်းစာတစ်ခုကိုလည်းဖြတ်တန်းလိုက်ရပါပြီ။လာရှိုးကိုဝင်လာတဲ့စစ်ကားတွေကို တွေ့နေရပြီးအင်အားက300ခန့်သာအခြေချခွင့်ပြုမယ်လို့လည်းကြားနေရပါတယ်။လူအင်အား300လောက်နေတော့တိုင်းစစ်ဌာနချုပ်ကြီးကိုပြန်လည်လည်ပတ်ဖို့ဆိုတာမဖြစ်နိုင်တာမို့လာရှိုးကိုတပ်တွေဝင်လာခဲ့ပေမဲ့ရမခပြန်လည်အသက်ဝင်လာနိုင်ပွဲမရှိကြောင်းလဲစီရီယံဘူကြီးစင်ယော်ကသုံးသပ်နေပါတယ်။အခုချိန်ထိအချမ်းဖက်စစ်ကောင်စီတပ်နဲ့ MNDA တပ်တို့ကြားလာရှုဇက်လန်းဟာတော်လန်လူငယ်အပေါင်းတို့ရဲ့အသက်သွေးချွေးတွေကိုနင်းချပြီးမသေးမကွယ်ရှိနေစေလို့ဆိုရမှာပါ။ဘာတွေဆက်ဖြစ်ကြမှာလဲ။ဒါပေမဲ့လည်းအောင်ပွဲကိုရှေ့ရှုပြီးအောင်စိတ်ကိုလွှင့်ထူကြမယ်တော်လန်ရဲ့တပ်တွေဖို့သူတို့ရဲ့အသိမှာကိုယ့်ရဲ့လွတ်မြောက်မှုအတွက်ကိုယ်တိုက်ပွဲကိုဖော်ဆောင်ပြီးကိုယ့်အင်အားကိုညီညွတ်မှုကနေတဆင့်တိဆောက်နိုင်မှသာလျှင်စစ်မှန်တဲ့အောင်ပွဲဖြစ်တယ်ဆိုတာတော်လန်တန်တရင်စာမျက်နှာကစူးစီးတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ရွှေကြည်မြို့နယ်ကွန်စစ်ရွာအနီးကစစ်ကောင်းစီတစ်စခန်းနဲ့ရေကန်ကိုတော်လန်တမြသိမ်းယူလိုက်ကြပါရယ်။ဧပြီလ23ရက်နေ့မှာရွှေကြည်မြို့နယ်ကွန်စစ်ရွာထိပ်မှရှိတဲ့ကာကင်းတပ်စခန်းနဲ့ရေကန်စခန်းကိုပူပေါင်းတော်လန်ရေးတမြကတိုက်ခိုက်သိမ်းယူလိုက်ပြီးတဲ့နောက်ခုဆိုရင်ရွှေကြည်နဲ့စစ်တောင်းမြေတစ်ဖက်ရှိဟောမြို့နယ်တရဲသမိန်ရွာကိုစစ်ကောင်းစီတပ်ကအင်အားများပြားပြန့်လဲဖြစ်တင်းနေရပါရယ်။ ဒေသခံတွေပြောတဲ့သတင်းတွေထဲမှာတော့ကွင်းစိတ်စခန်းကိုတော်လိုင်းအင်အားစုတွေဘက်ကတိမ်ပြီးသွားပြီးဖြစ်ကြောင်းရန်သူကတော့ဟောမြွတ်နယ်တရက်သမိန်ရွာဘက်ကိုစစ်အင်အားတွေအများပြားရောက်နေကြောင်းနဲ့ရွာသားတွေလည်းမရှိတော့ဘူးလို့ဆိုကြပါဗါတယ်။တော်လိုင်းအင်အားစုတွေကတော့ရန်သူစစ်ကြောင်းတွေကိုဒရုန်းပုံတွေနဲ့အတူလက်နဲ့ကြီးများနဲ့လည်းတိုက်ခိုက်နေကြတယ်လို့ဆိုပါတယ်။ကွင်းစိတ်ရွာမှာရှိတဲ့ခမရ96နဲ့98ကိုမဟုတ်ဘဲရဲကစ်စကန်နဲ့ကာကစ်စကန်များကိုတိမ်ကျင်းတာဖြစ်ပါတယ်။ ရဲကင်းနဲ့ကကင်းကြာသွားချိန်မှာတော့စစ်ကောင်စီတပ်မြတ်ဟာရွာတဲ့တန်းဝင်ဆွဲပြီးမင်းညဆယ်နိုင်ထုတ်လောက်မှာတော့ Jet Fighter နှစ်စီးနဲ့ဘုံလာကျဲသွားပါတယ်။လင်းနဲ့ကျဲတာကရှမ်းစုရွာအနီးကိုကျဲသွားတာကွင်းစိတ်နဲ့ရှမ်းစုရွာကနေတဲ့အကြောင်းဒေသခံတို့ကစပြောပြပါတယ်။စီရဲတင်းမှမူများရှိနေစေတဲ့ဖြစ်တာကြောင့်စကန်သိမ်းဘွဲအသေးစိတ်ကိုတော့ထပ်ပေါ်လာခြင်းမရှိသေးပါဘူး။ လက်ရှိမှာတော့ရွှေကျေမြို့နယ်စစ်တောင်းမြစ်တစ်လျှောက်ရှိဆလူချောင်းဒုံစရိတ်ကျုံချောင်းကွမ်းစစ်ရွာများမှာဒေသခံများထွက်ပြေးတိမ်းရှောင်နေရပါတယ်ရွှေကျေမြို့နယ်စစ်တောင်းမြစ်သားချတဲ့ဝေါ်မြို့နယ်တရဲသမိန်ဆက်စုကျေးရွာများကိုလည်းစစ်ကောင်စီတပ်ကလက်နယ်ကြီးများမှတင်ဆောင်၍ဝင်ရောက်လာနေကြပါတယ် အခုလိုကွင်းစိတ်အနည်းကရန်သူစကမ်းများကို KNL PDF များကတိမ့်ပိုင်ရရှိထားခြင်းကိုတော့တောင်ပိုင်းတိုင်းစစ်ဒေသမှတမူးတူးကအတည်ပြုထားပါတယ်။ပူပေါင်းစစ်စီရေးပါမနည်းကမနက်ကတိမ့်ရတာပါလောလောဆယ်အထိအဲ့ဒီဒေသမှာတိုက်ပွဲရှိနေသေးတဲ့အကြောင်းလို့ပြည်သူကာကွယ်ရေးတမူးကပြောပါတယ်။ပြန်ယူထိမ့်ချုပ်နေမြေတီတီမှာတိုက်ပွဲတွေဖော်ဆောင်လဲရှိသလိုတက်မဟာခုံကလည်း nested scan တွေကိုတစ်ခုပြီးတစ်ခုသိမ်းနိုင်နေပါတယ် တက်မ6ရဲ့ထိုးစစ်တွေလည်းဂျုံတို့ကိုပြစ်မှတ်ထားနေပြီးတောင်ပိုင်းစစ်ဒေသမှာ KNL ပြည်ရဲ့ပူပေါင်းတပ်များရဲ့စစ်စင်ရေးအားကောင်းခြင်းလို့ဆိုရမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်စစ်ရေးသတင်းမှာတော့ဖာကန်ဘက်ကိုစစ်ကောင်စီကဥတီစစ်ကြောင်းထိုးနေပါတယ်။ကာမန်ဘက်ကတကြောင်အင်တော်ကြီးဘက်ကတကြောင်စစ်ကြောင်းထိုးနေတယ်လို့ KYA တက်မတော်မှဘုံမူးကြီးနော်ဘူးကအတီးပြုပြောဆိုပါတယ်။အင်တော်ကြီးကအရှိတ်ချမ်းနမ်မုံမနန့်ခုံလမ်းပိုင်းဘက်ကစနုံကုန်းရွာ တုံမင်ရွာတို့မှာလည်းစစ်ကောင်စီလက်တရက်ပြစ်ခတ်မှုကြောင့်ထိခိုက်သေဆုံးမှုတွေရှိနေပြီးဖုံများဆက်သွယ်ရေးအင်တာနက်များပြတ်တောက်နေလို့အတိအကျသိရဖို့ခက်ခဲလျက်ရှိနေပါတယ်။လက်ရှိချိန်မှာတော့ဖာကန်မြို့ဘော်ကိုစစ်ကောင်စီထိန်းချုပ်နေပြီးစိုင်းတော်ရွာကိုတော့ KAI နဲ့ပူးပေါင်းတပ်တွေဘက်ကပြီးခဲ့တဲ့စက်တင်ဘာလကတည်းကထိန်းချုပ်ထားနိုင်ပါတယ်။ တလားကြော်ကြောင်းအောင်တိုက်ခိုက်ခံရတဲ့စိုင်းတောင်ကြွေရသိမ့်ွက်ပြီးမှဒေါ်လာရေးတက်တကိုဖားကန့်ကိုစက်သိမ့်နိုင်ခဲ့ချပါမူအခုတော့စစ်ကောင်စီဘက်ကစစ်အင်အားတထောင်ဝန်းကျင်တုံ့ပြပြီးလေကြောင်းနှစ်ခုကနေပြန်လည်ထုတ်စစ်စင်လာချိန်လဲဖြစ်ပါတယ်အခုတော့စစ်ကောင်စီဘက်ကစစ်အင်အားတထောင်ဝန်းကျင်တုံ့ပြပြီးလမ်းကြောင်းနှစ်ခုကနေပြန်လည်ထုတ်စစ်စင်လာချိန်လဲဖြစ်ပါတယ်ဒီလာစမ်းပိုင်းကစပြီးအင်ဒိုဂျီဒေတာဘက်ကနေစစ်ကြောင်းတစ်ကြောင်းနဲ့ တနိုင်းလီတို့လမ်းမပေါ်လဝါကြည်ရွာကစစ်ကြောင်းတစ်ကြောင်းပေါင်းပြီးရန်သူဟာဖကန့်ဒေသကိုဥတီပြီးထိုးစစ်ဆင်လာတယ်လို့ KIO ကလည်းသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်တွေကဖကန့်ဘက်ကိုပြန်ပြီးထိုးစစ်ဆင်ဖို့လုပ်နေတယ်တိုက်ပွဲဖြစ်နေတဲ့လီတို့လမ်းဘက်ကိုတော့ဒီအပိုင်းပြန်ရင်သွားပြီးအခုကကာမိုင်းဘက်ကနေလဲထိုးနေတယ်နောက်အင်းတော်ကြီးဘက်ကနေလဲထိုးနေတယ်အင်တိုင်းအားရက်နဲ့ထိုးလာတာအင်အားတစ်ထောင်လောက်ရှိမယ် ကချင်ပြည်နယ်မှာရှိတဲ့စစ်ကောင်းစီတပ်သားတွေစုပြီးတော့ထိုးလာတာဖြစ်နိုင်တယ်လို့ပြောပါတယ်။အလားတူဖကနဲ့တနိုင်းလီရိုလန်းလဝါကျွရမှာစစ်ကောင်းစီတပ်နဲ့ဝါယာဆွတ်ပြည်သူစစ်အဖွဲ့တွေပြီးခဲ့တဲ့မတ်လ23ရက်နေ့ကစတင်ပြီးလေကြောင်းအပါမြေပြင်စစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တလဝင်းကျင်ကအထိတိုက်ပွဲဖြစ်ပွားနေခဲ့ပါတယ်။လက်ရှိလဝါဘက်မှာတိုက်ပွဲပြန်လဲငြိမ်သက်သွားတာ၃ရက်ခန့်ရှိလာပြီးစစ်ကောင်းစီတပ်နဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာ ဖကဒေတာဘက်ကိုတံပြန်ထုတ်စစ်စင်ဖို့လှုံ့ဆော်နေကြပါပြီစစ်ကောင်စီတပ်စစ်အင်အား900ဝန်းကျင်ကကဒုံဘုံချောင်းကနေလဝါကျွာအထိစစ်ကြောင်း၃ခုခွဲပြေးရှိနေတယ်လို့ဖကကိုတက်တဲ့ကာသမတူဦးဟာပြောပါတယ်ကချင်လွတ်လပ်ရေးတမတော် KIA ဘက်ကနေလည်းဖကမြစ်ချင်းနန်းလမ်းကြောင်းတွေကိုဒီကနေ့ဧပြီလ24ရက်နေ့ကစပြီးရာရီပိတ်လိုက်ပါပြီနောက်ထပ်အနေနဲ့လဲစစ်ကောင်စီတက်တွေဟာ မုံညင်းမြို့နယ်အင်းတော်ကြီးဒေသကနေဖာကန်ဂွေခါဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့အင်းတော်ကြီးဒေသလုံးတုံနဲ့စနောင်းကုန်းကျွော်ရည်မှာလဲလေကြောင်းနဲ့ဘုံကျဲနေကြောင်းဒေသခံတွေက ပြောပါတယ်ခုလိုထိုးစစ်နဲ့အတူလေကြောင်းတိုက်ခိုက်မှုတွေဆက်နေပေမဲ့စစ်ကောင်စီကတော့မြမငလျင်တင့်ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးကိုအရှိန်တဟုန်ကူညီပေးဖို့ခေါင်းစဉ်နဲ့ဧပြီလ30ရက်နေ့အထိယာယီအပြစ်ခတ်ရက်စဲရေးကာလဖြစ်ကြေညာထားကြတာပါ ဗမော်မြို့မှာလည်းအမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခမစစ်ကောင်စီနဲ့ KNPDF တို့ကြားတိုက်ပွဲတွေဆက်ရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်စစ်တပ်ဘက်ကအင်အားဖြည့်တာတော့မရှိဘူးတိုက်ပွဲကတော့ဆက်ရှိနေတယ်လေကြောင်းတွေပြတ်တာလည်းရှိပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်ဗမော်ကိုအပြစ်သက်တင်နိုင်ဖို့စကခ27ကိုပိတ်ဆို့တိုက်ခိုက်နေမှုဟာ အောင်မြင်ခြင်းမရှိသေးပဲခုဆိုရင်စစ်ကောင်စီဟာဖက်ကန်ဒေတာဘက်ကိုလည်းပြန်လဲထုတ်စစ်စင်ဖို့ကြိုးစားနေတာကြောင့်အပြစ်ခတ်ရဲ့ကြောင်းပြင်ညာချက်တွေကြောင့်ပါပဲကချင်စီရေးဟာပုံမပြင်းထန်လာဖို့သာရှိကြောင်းသိရပါတယ်ရှင်ခုနားဆင်ခဲ့ရတဲ့သတင်းတွေကတော့ Voice of Revolution Live News ရဲ့နေ့စဉ်သတင်းတွေဖြစ်ပါတယ်ကြည့်ရှုနားဆင်ကြတဲ့တော်လံပြည်သူအားလုံးဘေးပြာဝေးကွာကြပါစေရှင်